ကြာသာပတိနေမွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာ10ရက်နေ့နေ့9ရက်နေ့တော်တွင်မှာဥတီကျပြောင်းပြီးလောက်တာချိုးပေးမယ်လူမျိုးခွဲချိုးပေးမယ်ငွေကြေးကကောင်းမယ်ခီးသွားခြင်းကိစ္စအစဉ်ပြေမယ်ရပိုင်ခွင့်နေ့လဲဝယ်ပြန်ရမယ်ဂျန်ကာခန့်ကိစ္စတွေနဲ့ပတ်သက်တာပြောဆိုအစဉ်ပြေမယ်ငွေကြေးလက်တော့ဆုံးရှုံးမှုမဖြစ်အောင်ထိန်းပေးရမယ်တရက်နေ့မှာ အပြောင်းလဲတွေရှိတယ်အတိုက်ခံတဲ့ရှင်ပြီးမှအောင်မြင်မယ်နှစ်ရက်နေ့ဝေးကြီးကံကောင်းခြင်းလက်ဖွင့်ခြင်းတွေရှိတယ်။၃ရက်နေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးတော့အောင်မယ်။၄ရက်နေ့ကတော့အလုံးစုံကောင်းခြင်းကံနဲ့တို့ရပြည့်စုံခြင်းကိုကြုံမယ်။၅ရက်နေ့မှာဥတီကျဲပြောင်းပြီးလှုပ်တာဆင်ပြေမယ်မတော်တဆနေကူဆက်ရမယ်။ရန်တိုက်ခံနေတယ်လည်းရှင်ပြီးတော့အောင်မယ်။၆ရက်နေ့ကအထူးပြုပြီးသတိထားမယ်နေ့ဖြစ်တယ်။အဲ့ဒီနေ့ကငကဘောရက်ဖြစ်တဲ့အတွက်အမြင့်မှကြခြင်း လဲတတ်ခြင်းနောက်ထိခိုက်မှန်တဲ့ကြီးမားစွာဖြစ်တတ်ခြင်းတွေရှိတတ်တယ်အဓိကအနောက်ရောက်ကုန်တည်သွားစဉ်တွေရှိတတ်တယ်နေခင်တဏ္ဍာန်ခွဲနဲ့ညနေ၃နိုင်တွင် သတိထားမယ်ခொနည်းနည်းမဟာယချံရှင်ရနည်းရှင်ရနည်းကင်းဆိုင်ရမယ်ခန့်ရံပฏิဘက်ကမဖြစ်အောင်နေရမယ်မြောက်ရောက်ကုန်သွားစဉ်တွေရှိတတ်တယ်မနေ့စံတိုင်းခွဲနဲ့စံတိုင်းတွင်အသွာနာနေထိုင်ထူးပြပြီးကျူးဆန်းကြာသပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ် တနေ့ကနေတနေ့လာမွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနံချိုးပေးတယ်။အစိမ်းရောင်ဖြူရောင်မိခုံရောင်တို့ကိုဝစ်စင်သောဆွဲပြီးလိုရာပြည့်စုံနိုင်တယ်။လာပြည့်နေ့ဗုဒ္ဓလာပြည့်နေ့ပြန်ပြမယ်။လာပြည့်နေ့ဇာသာပတိနေ့နဲ့လာပြည့်နေ့နဲ့တိုက်ဆိုင်တယ်။၄ရက်နေ့ဒီဇင်ဘာဇာသာပတိနေ့မှာလင်မန်းထဲမှာလက်ဖက်၄ပုံပုံထည့်ပြီးတော့ဖျားကတ်လူပြီး အလိုရှိရာဆုတောင်းပေးပါဆုတောင်းပြေပါမယ်ကျေးဇူးတင်ပါစနေနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ၁ရက်ကနေ9ရက်နေ့တော်တွင်မှာဝေကြီးကံကောင်းမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတွတ်တက်မယ်စမ်းပွင့်မယ်လူရပြည့်စုံမယ်ခရီးကိစ္စအစဉ်ပြေမယ်ရှင်ပြိုင်မှုအောင်မြင်မယ်ပညာလုံငန်းတွန်းတွဲပြီးတော့ကောင်းသောတွတ်တက်မှုရဲ့နှစ်သာရကိုရရှိမယ် စီမံကိန်းစဉ်အကြံစစ်တွေလက်တွေ့ကောင်တဲဖို့နိုင်တယ်ဇမတရနေ့ကကိုယ့်တွေရာရာဆင်ပြေတဲ့နေ့ဖြစ်ပြီးကံကောင်းမယ်နှစ်ရက်နေ့မှာရှင်ပြန်မှုမှသမျှအောင်မြင်ပြီးတိုးတက်မယ်သုံးရက်နေ့မှာစိတ်ချမ်းသာမယ်လိုရာပြည့်စုံမယ်ရာရာပြည့်စုံမယ်လေးရက်နေ့မှာခီးကိစ္စပြောင်းလဲကိစ္စတွေအတွက်စီစဉ်ဆောင်ရွက်ကြိုးပမ်းမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ငါးရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းလိုပြည့်စုံခြင်းကိုကြောင်းမယ်၆ရက်နေ့မှာငွေကြေးကံကောင်းမယ်ဒါပေမဲ့မတော်ဆန်ရဲ့ထိခိုက်မှုကိုထူးဖြူပြီးကူဆက်ရမယ် ၎င်းပေါင်းရက်နဲ့တိုက်ဆိုင်တဲ့အနောက်ရက်ကုန်တီသွားစေခြင်းရှိတတ်တယ်။နေကတနိုင်ခွဲနဲ့ညနေ3နိုင်တွင်သွားလာကြည့်ဆိုင်မယ်။ခုနှစ်ရက်နေမှာမဟာရကျမ်းဖြစ်တော့အပြောမလို့နဲ့အရင်ရှိတတ်တယ်။ရေရည်ရင်ရည်ရင်ကြည့်ဆိုင်မယ်။အဲ့ဒီမှာမြောက်ရောက်ဥတီသွားစေခြင်းရှိတတ်တယ်။မနေ့7နိုင်ခွဲနဲ့7နိုင်တွင်အသွားလန်နေတိုင်းအထူးပြုပြီးကြည့်ဆိုင်ရမှဖြစ်ပါတယ်။တပတ္တာကာလအတွင်းမှာဇာသပတိနေ့ ဗုဒ္ဓနဲ့ရင်ကနေမွေးသူတွေကကောင်းကျိုးပေးတယ်။တနည်းလားတော့ကြမွေးသူတွေဒုက္ခပေးတတ်တယ်။369ခုကနန်းနေကျိုးပေးတယ်။အပြာရောင်ပန်းရောင်ဒီရောင်ကျက်သွေးရောင်တွေကိုဝစ်စင်သုံးဆွဲပြီးလူရှိရကိစ္စများဆောင်ရွက်ပါအစဉ်ပြေသွားနိုင်ပါအနီရောင်ပန်းပွင့်ဖျားကတ်လူပူဇော်ပြီးလိုရာဖြူဆောင်ရွက်ပါ၄ရက်နေ့ဒီဇင်ဘာအဲ့ဒီနေ့ကလပြည့်နေ့နတော်လပြည့်နေ့ဂျာသာပတိနဲ့တိုက်ဆိုင်တယ်လပြည့်နေ့ဂျာသာပတိတိုက်ဆိုင်တဲ့နေ့မှာ လင်မတ်တစ်ချက်ထဲမှာလပဲ၄ပုံပုံပြီးတော့အဲ့ဒီလက်ဖက်၄ပုံပုံထားတဲ့လင်မန်ဖျားလှူလိုက်ကတ်လှူလိုက်တူတူခြားခြားလက်ဖွင့်တယ်လက်တွေ့ဆန်းသက်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်